မင်္ဂလာပါရှင်ဒီနေ့ဆွေးနွေးမှုထက်ကိုအတူတူဝင်ရောက်ဖို့ကြိုးဆိုပါတယ်ရှင်ဒီတစ်ခါကျမတို့စူးစမ်းကြမှာကတော့ Corinth to Owada အစားပထမဆောင်အခန်းကြီး1ပါဒီကြောင်းရတဲ့ကတော့ the wise believers ကနေတူစုထားတဲ့မှတ်စုတွေကိုခြေခံချပါတယ်ရှင်ဟုတ်ကဲ့ခင်ဗျာဒီအခန်းကြီးကတကယ်တော့အင်မတန်အရေးကြီးတဲ့အတွေ့အခုကိုပေးတာပါ လူရဲ့အမြင်မှရှိတဲ့ဉာဏ်ပညာပေါ့နော်အဲ့ဒါနဲ့ဘုရားသခင်ရဲ့ဉာဏ်ပညာဘလို့ကွာခြားတယ်လဲပြီးတော့အဲ့ဒီဘုရားသခင်ရဲ့ဉာဏ်ပညာကိုနားလည်နိုင်ဖို့အမ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ခန်းကနာကဘလောက်အရေးပါတယ်ဆိုတော့ရှင်ပေါလုရဲ့အမြင်ကနေနားလည်ဖို့ယူရပါတယ်ခင်ဗျာဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းဆုံးကတော့လေရှင်ပေါလုကိုရင်းသူကိုရောက်သွားတော့သူခိကအယံတံပိုးထားတဲ့ ဟောလီစကားပြောကောင်းတာတို့အတွေးခေါ်တွေကိုတမင်ရှောင်လိုက်တယ်ဆိုတာပဲဟုတ်ပါတယ်အပေါ်ယံကြည့်ရင်တော့အားနေတယ်လို့ချင်းရနိုင်တာပေါ့ဒါပေမဲ့သူကတကယ်တမ်းမှာပိုပြီးဘယ်လိုပြောမလဲတံပိုးပါတဲ့အရာတခုကိုမိခေါ်ခဲ့တယ်မှန်ပါတယ်အဲ့ဒါဘာလဲဘာကြောင့်ဒီလိုလုပ်ခဲ့လဲဆိုတာကိုပဲအတူတူကြည့်ကြရအောင်ပထမဆုံးလေရှင်ပေါလုကောရင်းသူမှာအမှုတော်ဆောင်တဲ့ပုံစံကိုကြည့်ရအောင် သူကလူတွေအထင်ကြီးအောင်စကလုံးလှလှတယ်အတွေ့ခေါ်ဆန်းဆန်းတွေတုံးပြီးမဟောခဲ့ဘူးလို့ဆိုတယ်ဟုတ်တယ်သူကိုယ်လည်းပြောထားတာပဲအလွန်ကောင်းသောနှုတ်ဖြင့်ပြောတတ်သောဉာဏ်ပညာဆိုတာမျိုးမတုံ့ခဲ့ဘူးပေါ့ဒါကအဲ့ဒီခေတ်ယဉ်ကျေးမှုနဲ့ဆိုတော်တော်လေးထူးခြားတဲ့ချင်ကမှုပဲနော်အလွန်မှန်ပါတယ်ခင်ဗျာကောရင်သုဆိုတာဂရိယောမယဉ်ကျေးမှုအချက်ချပဲသစ္စနာကဗေဒါတို့ ဟောပြောမှုအတတ်ပညာတို့အယံတန်ဖိုးထားတဲ့မြို့လေး အဲ့ဒီမှာလူတယောက်တော်တယ်မတော်ဘူးဆိုတာစကားပြောကောင်းလားအတွေးခေါ်ကြွယ်ဝါလားဆိုတာလည်းတိုင်းတကြတာอืมอืมအဲ့လိုပေါဝင်ခြင်းမှာရှင်ပေါလူကလူကြိုက်များနိုင်တဲ့နီလာနေကိုမတွန်းခဲ့ဘူးသူရဲ့အဓိကရည်ရချက်ကဘာဖြစ်မယ်လို့ထင်ပါသလဲသူကပြောထားတယ်လေယေရှုခရစ်အထူးသဖြင့်လဝါကတိုင်မှာအသေးခံတော်မူသောသခင်ကိုပဲကောရင်သူမှာမသိစိမမိအောင်နေခဲ့တယ်ဆိုပြီးတော့ဟုတ်ပါတယ်အဓိက focus ကအဲ့ဒါပဲ ဒါပြင်သူကကောရင်သူသားတွေကြားထဲမှာအာနေချင်းကြောက်ရွံ့ချင်းအလုံးတုံးလုံးချင်းနေနဲ့ရှင်းနေခဲ့တယ်လို့လည်းဝန်ခံထားတယ်။ဒီလိုကိုကိုကိုအာနေတယ်လို့ပြတာကသူ့ရဲ့သတင်းစကားအပေါ်ဘလို့အကျိုးတန်ရောက်စေခဲ့မှထင်လဲရှင်။အဲ့ဒါတော်တော်အရေးကြီးတဲ့အချက်ပဲခင်ဗျာ။သူ့ရဲ့အာနေချင်းကြောက်ရွံ့ချင်းတွေကို ပြောတာကလေလူအဆွမ်းအစကိုအာမကူဆိုတာပြတာ။ပြီးတော့သူဟောတဲ့သတင်းစကားရဲ့အရေးပါမှုကိုပို့ပြီးရှေ့တန်းတင်လိုက်တာ။ဆိုလိုတာကကျွန်တော်ကိုမချစ်ကြပါနဲ့။ ျွန်တော်စကားပြောကောင်းလို့ယုံတာမျိုးမဖြစ်စေချင်ဘူးဟုတ်ကဲ့ကျွန်တော်ယူလာတဲ့သတင်းစကားခရစ်တိုအသေးခံခြင်းရဲ့တန်ခိုးကိုပဲအာရုံစိုက်ပါလို့ပြောနေတယ်လို့ပဲလူဉာဏ်ပညာနဲ့ဆွဲဆောင်မှုတွေကိုညင်းပြီးတော့လောကမြင်မှာမိုက်မဲရလို့ထင်ရတယ်လက်ဝါးခတဲ့အကြောင်းကိုပဲအဓိကထားလိုက်တော့နားထောင်တဲ့သူတွေကဟောပြောတဲ့သူစီကနေသတင်းစကားရဲ့အရေးမြင့်ဖြစ်တဲ့ဖျားရှီကိုအာယုံပြောင်းသွားစေတယ်ပေါ့ဒါပေါ့အဲ့ဒီသဘောပါပဲဒါဆိုရင်သူ့ရဲ့ဟောပြောမှုကဘေးရပေါ်မှာအခြေခံသွားတာလဲ ။ तू ကလူကိုစီယုံလားချမ်းနိုင်ရဲ့ပညာစကားတွေတုံးမသွားဘူးဆိုတော့။ဟုတ်တယ်။အဲ့ဒီအစာသူ့ရဲ့တွင်တင်ချက်တွေကဝိညာဉ်တော်နဲ့တန်ခိုးတော်ကိုခင်ရှားစွာပြသခြင်းဖြစ်တယ်လို့ဆိုတယ်။ဒီဝိညာဉ်တော်ရဲ့တန်ခိုးဆိုတာကိုဘယ်လိုနားလည်ရမလဲရှင်။အင်းဒါကဒုတိယအဓိကအချက်ကိုရောက်လာတာပဲ။ဝိညာဉ်တော်ရဲ့တန်ခိုးဆိုတာကလည်းစိတ်ပိုင်းဆိုင်ရာနားလည်မှုထက်တဲ့မဟုတ်ဘူး။လူရဲ့စဉ်းစားစဉ်ချဉ်ဉဏ်ကြိုးကြောင်ပြမှုတွေနဲ့လက်ခံယုံကြည်လာတာထပ်ပေါ်နှက်ဆိုင်တယ်။အင်း ဒါကဖျားတခင်ရဲ့တက်ကြွတဲ့အတက်ရှင်တဲ့ပြောင်းလဲစင်နိုင်တဲ့တန်ခိုးတော်ကိုကိုလိုက်ကိုကြားတွေ့ကြုံခံစားရတာကိုဆိုလိုတာပါဥပမာပြောရရင်လူတယောက်ရဲ့အတက်တာမှာတိတိတတ်တာပြောင်းလဲမှုတွေဖြစ်လာတာမျိုးဟုတ်ကဲ့အတွင်းစိတ်မှာညင်တက်ခြင်းရဲရင်ချင်းခံစားရတာမျိုးဖျားတဲ့လမ်းညွှန်မှုကိုလက်တွေ့ရတာမျိုးပေါ့ ရှင်ပေါလုကတူဟောပြောမှုကဒီလိုအတွေ့အကြုံမျိုးဖြစ်စေတယ်။ဘုရားရဲ့တန်ခိုးကိုထိတွေ့စေတယ်လို့ဆိုလိုတာပါ။အဲ့လိုလောရတဲ့အကြောင်းရင်းကိုလည်းသူရှင်းပြထားတယ်နော်။ကောရင်သူယုံကြည်သူတွေယုံကြည်ခြင်းကလူဉာဏ်ပညာပေါ်မှာမဟုတ်ပဲ။ဟုတ်တယ်။ဘုရားသခင်ရဲ့တန်ခိုးတော်အပေါ်မှာပဲအခိုင်အမာအခြေပြုစေခြင်းလို့ဆိုပြီးတော့ ဒီနှစ်ခုကွာခြားချက်ကတော်တော်အရေးကြီးလောက်တယ်။သိရဖြစ်ရပေါ့။လူဉာဏ်ပညာပေါ်အခြေခံတဲ့ယုံကြည်ခြင်းကအခြေအနေပြောင်းရင်ပေါ်ပြီးဆွေးဆောင်မှုရှိတဲ့အတွေ့အခေါ်တစ်တဲ့ပေါ်လာရင်ရင်းရယ်သွားနိုင်တယ်လေ။ဟုတ်တယ်နော်။စကားပြောကောင်းတဲ့သူရဲ့တင်ပြမှုပေါ်မူတည်နေတတ်တယ်။ဒါပေမဲ့ဖျားရဲ့တန်ခိုးတော်ကိုယ်တိုင်တွေ့ကြုံခန်းစားပြီးရလာတဲ့ယုံကြည်ခြင်းကပေါ်ခိုင်ပါတယ်။အပြင်မှာဘာတွေပဲဖြစ်ဖြစ်အတွင်းကကဖျားရဲ့တီရှိမှုကိုခန်းစားရတော့အဲ့ဒီယုံကြည်ခြင်းကခိုင်မြဲနေတော့อืมอืม ဒါကြောင့်ရှင်ပေါလုကသူတို့ကိုအပေါ်ယံစိတ်ချမ်းသာမှုမျိုးထက်ပိုပြီးခိုင်မာတဲ့ယုံကြည်ခြင်းအုတ်မြစ်တည်ဆောက်ပေးခြင်းခဲ့တာပညာစကားကိုဟိုးပြောကြရည်လို့ဆိုထားတယ်ဟုတ်ကဲ့ဒါဆို သူပြောတဲ့ဉာဏ်ပညာကသူအစပိုင်းမှာဉာဏ်လိုက်တဲ့ဉာဏ်ပညာနဲ့ဘလို့ကွာတာလဲကောင်းတယ်မိကုံးပါပဲသူရှင်းရှင်းလင်းလင်းခွဲပြထားတယ်သူဟောပြောတဲ့ဉာဏ်ပညာကဤလောကဤဉာဏ်ပညာမဟုတ်ပျက်စီးခြင်းသို့ရောက်ရသောဤလောကကိုအစိုးရသော မင်းတို့ဉာဏ်ပညာလည်းမဟုတ်တဲ့อืม ဆိုလိုတာကအချင်းကာလလိုက် ပြောင်းလဲတတ်တဲ့ခနာရအာနာရှိသူတွေရဲ့အတွေးခေါ်မျိုးမဟုတ်ဘူးအဲ့ဒီအစားသူတင်ပြတာကဖျားသခင်ဤနက်နဲသောယာ၌ဟွတ်ထားသောဉာဏ်ပညာလေဟုတ်ပါတယ် hidden wisdom of ဘီကိုဒီဉာဏ်ပညာဟာကဘာမတီမရှိမီငါတို့ဤဘုံအတ္တိရဲ့အဖို့ဖျားသခင်စီရင်တော်မူသောဉာဏ်ပညာလူလဲဆိုထားတယ်ဒါကဘာကိုဆိုလိုတာလဲဒီလျှို့ဟွတ်တဲ့ဉာဏ်ပညာရဲ့အဓိကအနတ္တကဘာဖြစ်မလဲရှင်ဒီ ယေရှုဝတ်တဲ့ဉာဏ်ပညာရဲ့အဓိကကတော့ယေရှုခရစ်တော်ရဲ့လဝါကတ်တိုင်မှာအသေးခံခြင်းရှင်ပြန်ထမြောက်ခြင်းအားဖြင့်လူတွေကိုကယ်တင်မဲ့ဖခင်ရဲ့အစီအစဉ်ကြည့်ပါပဲလောကမြင်တဲ့ကြည်ရန်ဒါကနားလေရခက်တယ်အဓိပ္ပာယ်မရှိဘူးမိုက်မဲရလို့တောင်ထင်နိုင်တယ်လေဟုတ်ကဲ့ကယ်တင်ရှင်ကအသေးခံရတယ်ဆိုတဲ့အသွေးပေါ့နော်ဒါပေါ့ဒါကြောင့်ဒါဟာ လူရဲ့တာမန်အတိညာနဲ့လွယ်လွယ်နားလည်နိုင်တာမဟုတ်လို့ရှုဝတ်ထားသောဉာဏ်ပညာလို့ဆိုတာပြီးတော့ဒီဉာဏ်ပညာကကဘာဦးကဒဲကဖရာရဲ့အကြံအစီတဲမှာရှိခဲ့ပြီးယုံကြည်သူတွေရဲ့သာဝရဖုံးအပ်တွေရွတ်ရည်ရတယ်ဆိုတာကလည်းသူ့ရဲ့ထူးခြားမှုပဲ။ စိတ်ဝင်စားဖို့ကောင်းတာကဒီဉာဏ်ပညာကိုဘလို့သိနိုင်တယ်လဲဆိုတဲ့အချက်ပဲလူရဲ့စူးစမ်းမှုအတွေးခေါ်တက်တက်နဲ့သိနိုင်တာမဟုတ်ဘူးလို့ဆိုထားတယ်နော်ဟုတ်ပါတယ်ထိုရာတို့ကိုဖရာသခင်သည်မိမိဝိညာဉ်တော်အဖင်ငါတို့အားဖော်ပြတော်မူပြီးတဲ့ဒါကဝိညာဉ်တော်ရဲ့အခန်းကဏ္ဍကိုပို့ပြီးအလေးပေးလိုက်တာပဲအတိအကျပါပဲရှင်ပေါ်လူကဆက်ချင်းပြသေးတယ်ဇာတိပကတိလူပေါ်နော် natural present သူကဘုရားသခင်ရဲ့ဝိညာဉ်တော်အရာတွေကိုမခံယူတတ်ဘူးသူ့အတွက်ကမိုက်မဲတာပဲဘာလို့လဲဆိုတော့အဲ့ဓာတွေကိုဝိညာဉ်ပိုင်းဆိုင်ရာအာဖြင့်မှပိုင်းခြားသိမြင်ရမှာမို့သူနားမလည်နိုင်ဘူးဆိုပြီးတော့အဲ့ဒီဇာတိပကတိလူဆိုတာဘလို့လူမျိုးကိုဆိုလိုတာလဲအဲ့ဒါကဘုရားသခင်ရဲ့ဝိညာဉ်တော်ချိန်ဝက်ခြင်းမရှိတဲ့သူပေါ့လောကီအမြင်နဲ့ပဲအရာရာကိုတိုင်းတာတယ်လူသူတို့တော့ဘုရားရဲ့အစီအစဉ်တွေအထူးသဖြင့်လောကတန်ရဲ့အဓိပ္ပာယ်ကနားလည်ရခက်ခဲနေမှာပဲ ဒါဆိုဘသူကနားလည်နေတာလဲဝိညာဉ်ရဲ့အလူတဲ့ spiritual person ပေါ့သူကတော့အရာလုံးကိုပိုင်းခြားစီရင်တယ်တယ်ဆိုထားတယ်အဲ့ဒီဝိညာဉ်ရဲ့အလူဆိုတာက တိုင်းရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုညာအလင်းပေးမှုကိုခံယူတဲ့သူလေอืมอืมသူတို့ကဝိညာဉ်တော်ရဲ့အကူအညီနဲ့ဖျားရဲ့နန်းနဲ့တဲ့အကြံအစီတွေကို နားလည်နိုင်စွမ်းရှိလာတယ်ဒါက IQ ကောင်းတာပညာတတ်တာနဲ့မဆိုင်တော့ဘူးအစီဝင်စားဖို့ကောင်းနေရှင့်သူတို့က ဒီဖီးယားရဲ့ညာပညာကိုမသိခဲ့ကြဘူးဟုတ်တယ်သိခဲ့ရင်ဘုန်းကြီးတော်မူသောသခင်ကိုလောကတိုင်းမှာတတ်ကြမည်မဟုတ်လို့ဆိုထားတယ်ဒါကဘာကိုဆိုလိုချင်တာလဲဒါကတကယ့်ကိုအားကောင်းတဲ့အချက်ပဲလောကမြေမှာအာနာအရှိဆုံးညာရှိဆုံးလို့သတ်မှတ်ခံရတဲ့ယောမအာနာပိုင်းဒီယူရာခေါင်းဆောင်တွေလေး ဟုတ်ကဲ့သူတို့တော်မှာဘုရားရဲ့အကြီးမြတ်ဆုံးကယ်တင်ခြင်းအစီအစဉ်ကိုနားမလည်ခဲ့ကြဘူးသူတို့ရဲ့လောက်ရခရစ်တော်ကိုကားတိုင်းတင်လိုက်တာကတကယ်တော့ဘုရားရဲ့လူဝတ်တဲ့ဉာဏ်ပညာကိုအကောင့်ထဲပေါ်ပြေးလိုက်တယ်လို့ခစ်သွားရောဩဟုတ်လားဒါကလူရဲ့ဉာဏ်ပညာအာနာအဆင့်အတန်းတွေကဘုရားဝိညာဉ်တော်ရဲ့ဉာဏ်အလင်းပေးမှုမရှိရင်ဘလောက်အကန့်အသတ်ရှိတယ်ဆိုတာပြတာပဲလောကတိုင်းအဖြစ်ဖြစ်ကိုယ်တိုင်းကလူဉာဏ်ပညာရဲ့ကြာရှုံးမှုနဲ့ ဖျားဉာဏ်ပညာရဲ့တာလွန်မှုကိုပြနေတဲ့တတိကြီးဖြစ်နေတာပေါ့ကဲဒါဆိုရင်လေဒီအခန်းကြီးကနေဒီနေ့ကျမတို့အထွတ်လက်တွေ့ကျကျယူသွားနိုင်တဲ့အဓိကသင်ခန်းစာတွေပြန်စုကြည့်အောင်အချက်၃ချက်လောက်ထုတ်လို့ရမယ်ထင်တယ်ပထမတစ်ခုကဖျားသခင်ကိုပဲအားကိုးဖို့နဲ့စိုက်မယ်ထင်တယ်ရှင်ဟုတ်ပါတယ်ရှင်ပေါ်လူရပုံသက်တဲ့အတိုင်းပဲကျွန်တော်တို့အသက်တာမှာပဲဖြစ်ဖြစ်အမှုတော်ဆောင်တဲ့နေရာမှာပဲဖြစ်ဖြစ်ပေါ့ကိုယ်အရေးချင်း ကိုအတွေ့အကြုံကိုပညာလူနီးလာနေကိုအာကိုလွန်လာမျိုးမဖြစ်ဖို့တတိပြင်းနေတာဟွန်းအဲ့ဒီအစားတန်ရှင်တော်ဝိညာဉ်တော်ရဲ့တန်ခိုးလမ်းညွှန်မှုလှုပ်ဆောင်နိုင်စွမ်းကိုအတိအမှတ်ပြုနေအာကိုကိုလိုးတယ်ဆိုတဲ့အချက်ပါကိုရဲ့အာနိဒာတွေကိုဝင်ခါဖို့မချက်ပဲဖះတန်ခိုးတော်ချင်းချဖို့နေရာပေးရမယ်ဆိုတဲ့သဘောမျိုးပေါ့ဒါပဲဖြစ်မယ်နော် ဖခင်ရဲ့နှုတ်ကပတ်တော်ကို နားလည်ဖို့ဖခင်အလိုတော်ကိုတည်ဖို့ဝိညာဉ်ရဲ့အမှန်တရားတွေကိုပိုင်းခြားသိမြင်ဖို့လူပညာတတ်တတ်နဲ့မလုံလောက်ဘူးမှန်ပါတယ်ဝိညာဉ်တော်ရဲ့ညာအလင်းပေးမှုအတွင်းစိတ်ထက်ကစကားပြောတာကိုတောင်းခံဖို့နားဆွင့်ဖို့လိုတယ်ဆိုတာပဲဟုတ်ပါတယ်ဒါကအပေါ်ယံအသိပညာရတာနဲ့အတွေးကြက်ကြထိုးထွင်းသိမြင်တာကြားကကြွားခြားချက်ကိုပြတာလေကျွန်တော်တို့တည်င်းအချက်လက်တွေအများကြီးသိနိုင်တယ် ဒါပေမဲ့ဝိညာဉ်တော်ရဲ့ဉာဏ်အလင်းပေးမှုမပါရင်အဲ့ဒီအတိရဲ့တကယ်အတိပဲလက်တွေ့အတုံးချပုံလွဲတော်နိုင်တယ်။အဲ့ဒီရအချက်ကတော့လက်ဝါကတိုင်ကိုအမြဲတမ်းဗဟုပြုဖို့လိုအပ်တယ်ဆိုတာပဲထင်မယ်နော်။ရှင်ပေါ်လူကသူ့ရဲ့တွင်တင်ဟောပြောမှုအားလုံးရဲ့အဓိကအဖြစ်ခရစ်တော်ရဲ့အသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကိုထားခဲ့တယ်။ဟုတ်ပါတယ်။အဲ့ဒါကအချက်အချားပဲ။ကျမတို့ရဲ့ယုံကြည်ခြင်းအမှုတော်ဆောင်ခြင်းနင်းစဉ်အတ္တတာမှာလဲသခင်ယေရှုရဲ့လက်ဝါကတိုင်က အမြဲတမ်းပုံချက်ဖြစ်နေမှုအရေးကြီးဆုံးအမှန်တရားအဖြစ်စုပ်ကိုင်းထားဖို့လိုတယ်ဆိုတာသင်ခန်းစာရစေတယ်ပေါ့နော်ဒီအချက်တောင်းချက်လုံးကဒီနေ့ခေတ်အတွက်အရန်ကိုစီလျော်မှုရှိနေတော့မှာပဲကျွန်တော်ကအတိပညာနဲ့ဤပညာအလွန်အားကောင်းတဲ့ခေတ်မှာနေနေကြတာလေအရာရာကိုလူညံ့လူနီးပြူဟာလူစီမံခန့်ခွဲမှုတွေနဲ့တိုင်းတာဖို့အောင်မြင်အောင်လို့စူးစမ်းနေကြတယ်ဟုတ်တယ်ဟုတ်ဘာသာရေးနယ်ပယ်မှာတော့မှလေး အတင်းတော်တိုးပြဖို့အမှုတော်ထီရောက်ဖို့လူနီးလန်းကောင်းဒီစီမံခန့်ခွဲမှုပုံစံဒီကိုပဲအထက်ရှာနေမိတတ်တယ်။ရှင်ဘောလူရဲ့စကားကကျွန်တော်တို့ကိုပြန်စရီပြီးနေလာကစစ်မှန်တဲ့ဘုရားရဲ့အမှုတော်နဲ့ဝိညာဉ်ရဲ့အတ္တတာဟာလူအစွန့်ထက်ဘုရားတန်ကိုယ်တော်ပေါ်အမိပြုမှာပဲအောင်မြင်နိုင်မယ်ဆိုတာပဲ။အသိပညာများပါတာနဲ့ဝိညာဉ်ရဲ့အပိုင်းခြားသိမြင်မှုတိုးလာတာကအမြဲတမ်းအတူတူမဟုတ်ဘူးဆိုတဲ့ချက်ကလည်းစဉ်းစားစရာပဲရှိ။ဟုတ်ပါတယ်။ အချက်လက်တွေအများကြီးသိတာကျမ်းစာကိုအသေးစိတ်ရှင်းပြနိုင်တာကောင်းပါတယ်။ဒါမဲ့အဲ့ဒီအသိတင်ညာတွေကဝိညာဉ်တော်ရဲ့လမ်းညွှန်မှုနဲ့အတူလက်တွေ့အတ္တမှာပြောင်းလဲမှုကိုမဖြစ်စေဘူးဆိုရင်음ဖျားရဲ့အလုံးသားနဲ့အလိုတော်ကိုပို့ပြီးနားမလဲစေဘူးဆိုရင်အနှစ်သာရကင်းမဲ့သွားနိုင်တယ်။ဒါကြောင့်အသိပညာရှာတာနဲ့အတူဝိညာဉ်ရဲ့ပိုင်းခြားသိမြင်နိုင်စွမ်းတိုးပေါင်းဖို့စူတောင်းတာဆန်းကျင်သုံးတာလက်တွေ့နာခံတာတွေကအရေးကြီးနေသေးပါဟုတ်ကဲ့အနှစ်ချုပ်ကတော့ ဒီအခန်းကြီးကနေကျွန်တော်တို့သင်ယူနိုင်တာကစစ်မှန်တဲ့သာဝရတိမဲတဲ့ညာပညာနဲ့တငုံးဟာလူစီကမဟုတ်ဘူးခရစ်တော်ရဲ့လက်ဝါးကတိုင်ကိုဗဟုပြုပြီးပန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ဖျားရခင်စီကပဲလာတယ်ဆိုတဲ့အခြေခံမှန်တရားပါပဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ထည့်ရင်ကောရင်သူပထမဆောင်အခန်းကြီး1ကပေးတဲ့အဓိကသတင်းစကားကရှင်းပါတယ်နော်လူရဲ့စွမ်းဆောင်ရည်လူရဲ့စကားလုံးအတတ်ပညာလူအတွေ့ခေါ်ဒီပေါ်အခြေခံတဲ့ဉာဏ်ပညာတမျိုးဟုတ်တယ်ပြီးတော့ဖျားသခင်ရဲ့လျှို့ဝှက်ထားတဲ့ ဝိညာဉ်တော်အဖင့်သာထုတ်ဖော်ပြပြီးလဝါကတိုင်ကိုဗဟုပြုတဲ့ဉာဏ်ပညာနောက်တစ်မျိုးအဲ့ဒီကြားကကြီးမားတဲ့ဌာနချက်ကိုသိမြင်ဖို့ပဲမှန်ပါတယ်ရှင်ပေါလုကလို့ရှင်းရှင်းလင်းလင်းပဲဒုတိယအမျိုးအစားကိုရွေးခဲ့ပြီးဖျားရဲ့ဉာဏ်ပညာနဲ့တငိုးကိုပဲအားကိုးခဲ့တယ်ဒီဆွေးနွေးချက်ကိုအဆုံးမတတ်ခင်မှာလေနောက်ဆုံးညင်နဲ့စဉ်းစားစရာတွေးလေးတစ်ခုခြံထားခဲ့ခြင်းနဲ့ခမညာရှင်ပေါလုကစစ်မှန်တဲ့ဉာဏ်ပညာနဲ့နားလေမွာလူစ조사မှုတတ်တတ်တဲ့ ဝိညာဉ်တော်ကပေါ်ပြတယ်လို့အလေးနဲ့ပြောရတယ်နော်ဟုတ်ကဲ့အဲ့ဒီအချက်ကိုစဉ်းစားကြည့်တဲ့အခါတတိယအချက်လက်တွေအသိပညာတွေလက်တကမ်းမှအလွဲတကူရနိုင်လုံးလေဒီနေ့ခေတ်ကြီးမှာဖျားစီကလာတဲ့ထိုးထွင်းသိမြင်မှုနည်းနည်းတဲ့ဝိညာဉ်ရဉာဏ်ပညာတွေကတော့ရောနေလေသလားလို့မေးစရာဖြစ်လာတယ်ဟွန်း